ကျမတို့ရဲ့ခေါင်းဆောင်တွေကြားထဲမှာနိုင်ငံရေးသဘောတူညီချက်ကိုအရင်ဦးဆုံးကျမပို့လိုအပ်တယ်။အဲ့နိုင်ငံရေးသဘောတူညီချက်ဆိုတာလေခုနလိုစာရပေါ်မှာပဲချရေးပြီးတော့လူမြင်ကောင်းအောင်လုပ်တဲ့နိုင်ငံရေးသဘောတူညီချက်မဟုတ်ဘူး။တကယ်ကိုပဲရင်ထဲအသေးသေးကကျမတို့နိုင်ငံတည်ဆောက်ဖို့အတွက်ကိုဒီနိုင်ငံရေးသဘောတူညီချက်ကိုငါတို့အားလုံးဒီတကယ်ကိုလိုက်နာအကောင့်ထဲပေါ်ဆောင်ရွက်ကြရမယ်ဆိုတဲ့တကယ်စစ်မှန်တဲ့သဘောတူညီချက်ကိုကျမတို့မြင်တွေ့လို့ရပါတော့။အဓိကကကျမတို့တိုင်းပြည်မှာကပွင့်လင်းမြင်သာတဲ့ဆွေးနွေးမှုအားလုံးပါဝင်တဲ့ဆွေး ွနှင်းမှုကိုကျမတို့မလုံနိုင်တာကကျမတို့ရဲ့အတားစီကတော့စစ်တပ်ပဲเนาะစစ်တပ်ပဲ National League for Democracy အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကသူကနိုင်ငံရေးပါတီဖြစ်တယ်ပေါ့เนาะနိုင်ငံရေးပါတီဖြစ်တယ်ဒါကြောင့်မို့လို့လေကျမတို့ကဗမာတိုင်းရင်းသားကိုဘယ်လိုမျိုးဘသူကကိုစားပြုမှလဲဆိုတဲ့ဟာကကျမတို့ကြားထဲမှာဗမာတွေကြားထဲမှာကအလုံးလုံးရမယ့်ကိစ္စလို့မြင်တယ်အဲအဲ့ဒါကိုလည်းစနိုင်ကြပါပြီအဲ့တော့ကျမတို့ပြောချင်တာနိုင်ငံရေးပါတီနဲ့တိုင်းရင်းသားကိုစားပြုမှုနဲ့မတူပါဘူးလို့เนาะအဲ့နှစ်ခုတော့ကိုယ်ကိုယ်ပြပြန်ပြောချင်တယ်အကောင quality လို့ပြောလို့ရှိရင်လည်းတစ်ဖက်တည်းတော့တာဝန်ရှိတာမဟုတ်အပြန်လန်အဖြစ်တာဝန်ရှိကြတာဖြစ်တယ်ပေါ့နော်အဲ့တော့ NUG ဒီသူ့ရဲ့လှုပ်ဆောင်မှုတိုင်းမှာသူဒီကျမတို့ကိုတာဝန်ခံရမှာဖြစ်တယ်လို့ကျမတို့ကလည်းကိုတင်ထားတဲ့ယုံကြည်ထားတဲ့အစိုးရကိုလည်းကျမတို့အားလုံးအသီးသီးကနေပြီးတော့ပြန်ပြီးတော့အပြန်လန်တာဝန်ခံမယ်ကိစ္စရပ်တွေရှိရဲပေါ့ဒါပေမဲ့ဆိုတော့အဲ့ဒါကြောင့်မို့လို့ကျမတို့ဘာလုပ်ရမလဲဆိုရင်အစောတလင်ကျမတို့ဂျားထဲမှာအားလုံးလုံးကြရမှာက accountability mechanism လုံးဝကိုပြန်ပြီးတော့တိဆောက်ဖို့လိုတယ်ဆိုတာကိုလည်းတင်ပြခြင်းတယ် ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီအပိုင်း session အတွက်ဒီ celebrity မှာဆွေးနွေးတော့မှာဖြစ်ပါတယ်ဆိုတော့ဒီအပိုင်း session မှာကျွန်တော်ဒါဆွေးနွေးဖို့အတွက်အမှပထမဆုံးလေးမျက်လို့တာကတော့ကျွန်တော်တို့ဆွေးနွေးချက်တိုင်းဆွေးနွေးချက်တိုင်းမှာတကယ့် အကြံပြုချက်ကောင်းလို့ယူဆလို့ရတဲ့ဟာပေါ့နော်အားလုံးကလည်းတူတူညီဟိုတအကြံပြုကြတဲ့ဟာတစ်ခုရှိပါတယ်အဲ့ဒါကတော့နိုင်ငံရေးသဘောတူညီချက်လို့တယ်ပြီးလို့ကိတော့နိုင်ငံရေးသဘောတူညီချက်လို့တယ်ဆိုရဲဟာမျိုးရှိသို့တော့တချို့ပညာရှင်ကတော့မဟုတ်ဘူးအញ្ញံဆုံး push ပုံအခြေခံဥပဒေပေါ်ဖို့လိုတယ်ဆိုမှအကြံပြုချက်ရှိတယ်ဒီနှစ်ခုကြမှာအမားရဲ့အမြင်ကဘလို့ဖြစ်မလဲ အဓိကကတော့တဝူရဲ့သဘောဆန္ဒလို့ကိုပြောမယ်ဆိုရင်တော့ကျမအဓိကကတော့ကျမတို့ရဲ့ခေါင်းဆောင်တွေကြားထဲမှာနိုင်ငံရေးသဘောတူညီချက်ကိုအရင်ဦးဆုံးကျမပို့လို့အပ်တယ်။အဲ့နိုင်ငံရေးသဘောတူညီချက်ဆိုတာလေခုနလိုစာရပေါ်မှာပဲချရေးပြီးတော့လူမြင်ကောင်းအောင်လုပ်တဲ့နိုင်ငံရေးသဘောတူညီချက်မဟုတ်ဘူး။တကယ်ကိုပဲရင်ထဲအသေးသေးကကျမတို့နိုင်ငံတည်ဆောက်ဖို့အတွက်ကိုဒီနိုင်ငံရေးသဘောတူညီချက်ကိုငါတို့အားလုံးဒီတကယ်ကိုလိုက်နာအကောင့်ထဲပေါ်ဆောင်ရွက်ကြရမယ်ဆိုတဲ့တကယ်စစ်မှန်တဲ့သဘောတူညီချက်ကိုကျမတို့မြင်တွေ့လို့ရပါ ါ့နော်အဲ့လိုမြင်တွေ့လို့တဲ့ဆိုရင်နံပါတ်၁ချက်အဲ့ဒီရဲ့သဘောတူညီချက်ကနေပြီးတော့ကျမတို့စစ်တပ်ကိုကျမတို့ဖယ်ရှားနိုင်မယ်အဓိကကကျမတို့တိုင်းပြည်မှာကပွင့်လင်းမြင်သာတဲ့ဆွေးနွေးမှုအားလုံးပါဝင်တဲ့ဆွေးနွေးမှုကိုကျမတို့မလုပ်နိုင်တာကကျမတို့ရဲ့အတားအဆီးကတော့စစ်တပ်ပဲနော်စစ်တပ်ပဲသူကမျိုးစုံနဲ့သူကဟန်တားနေတာဖြစ်တဲ့ကြောင့်မလို့သူ့ကိုအရင်ဆုံးဖယ်ရှားတဲ့နေရာမှာတော့ကျမမြင်တွေ့လို့တာကတော့ခုနလိုကျမတို့ရဲ့ခေါင်းဆောင်အသီးသီးတွေခြားထဲမှာနိုင်ငံရေးဘုံသဘောတူညီချက်ပေါ့နော်တကယ်ကိုလိုက်နာအကောင့်ထဲပေါ်ဆောင်ရကြ မယ်အဲ့ဘုံသဘောတူညီချက်ကိုအာကျမတို့မျှော်လင့်တယ်မျှော်လင့်ပြီးတဲ့အချိန်ကျလို့ရှိရင်တော့ကျမတို့ကဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲတဲ့အခါမှာလုံထုံးလုံနည်းတွေရှိကြပါတယ်လုပ်ငန်းစဉ်တွေလည်းရှိကြတယ်တော့ဥပမာဆိုလို့ရှိရင်ကျမတို့ဒါမူကြမ်းရေးဆွဲတာပေါ့နော်မူကြမ်းရေးဆွဲတာတွေမျိုးစုံပြောကြပါလိမ့်မယ်လှတ်တော်ရှိမှဆွဲလို့ရတာတွေလွတ်တော်မရှိမှဆွဲလို့ရတာတွေမျိုးစုံပေါ့နော် election ရွေးကောက်ပွဲကပုံမှားတော့လေအခုလည်းပြောနေကြတာပဲပေါ့နော်မျိုးစုံပေါ့ ဥပဒေတစ်ခုတည်ပြုတော့မယ်ဆိုရင်ဘယ်သူမှအတည်ပြုပိုင်ခွင့်ရှိတာလဲလို့ဘာလို့ပေါ့နော်အစရှိသဖြင့်လုံးကြပါလိမ့်မယ်တိုးတော့ကျမတို့ကအမြဲတမ်း founding ဆိုတာအမြဲတမ်းရှိတယ်ပေါ့နော်ဒီလွတ်တော်တွေမပေါ်လာခင်မှာအမြဲတမ်း founding ဆိုတဲ့အခြေခံအုတ်မြစ်ဆိုတာရှိတဲ့အတွက်ကြောင့်မို့လို့အဲ့ဒီအခြေခံအုတ်မြစ်ကိုတော့နိုင်ငံရေးအရအရင်ချဖို့လိုတယ်အဲ့ဒါကနိုင်ငံရေးသဘောတူညီချက်လို့ပြောမလား ဖွဲ့စည်းပုံရေးဆွဲရေးနေရာမှာကျမတို့အခြေခံစည်းမျဉ်းပေါ့နော် basic principle အရင်တော့လည်းရှိခဲ့ပြီးပါပြီ federal စနစ်ကိုကျမတို့အကောင့်ထဲပေါ်တဲ့နေရာမှာဒီ federal constitution ဖွဲ့စည်းပုံကျမတို့မရေးဆဲခင်မှာကျမတို့မှာအခြေခံစည်းမျဉ်းစောက်ကင်ထားရမယ်စည်းမျဉ်းစည်းကမ်းတွေရှိတယ်ဆိုတော့အဲ့ဒီဟာတွေလည်းခံပြီးတော့သွားလို့ရတယ် အဲကျွန်တော်တို့ထပ်တော့ပို့ပြီးတော့ပညာရှင်တွေကပို့နားလည်မှာပါဖွဲ့စည်းပုံရေးဆွဲတဲ့အခါကျရင်ဘလို့လုပ်ငန်းစဉ်တွေလဲဆိုတဲ့ဟာပေါ့အဲ့တော့ကျွန်မအနေနဲ့ပြောချင်တာကတော့ကျွန်မတို့ရဲ့ဂျားထဲမှာခိုင်မာတဲ့နိုင်ငံရေးဂရီကဝတ်တွေအကောင့်ထဲတကယ်ပေါ်ကြတဲ့နိုင်ငံရေးဂရီကဝတ်တွေအရင်ရှိခြင်းတယ်အဲ့ဒါပြီးတဲ့အခါမှာစစ်တပ်ကိုကျွန်မတို့ဖယ်ရှားမယ်ဖယ်ရှားပြီးတဲ့အချိန်ကျရင်တော့ကျွန်မတို့ဂျားထဲမှာပို့ပြီးတော့အနှစ်သာရရှိတဲ့အားလုံးပါဝင်နိုင်တဲ့တွေးဆောင်ဆွေးနွေးမှုကနေပြီးတော့နိုင်ငံတော်အတွက်ကောင်းမွန်တဲ့နိုင်ငံရေးစနစ်ကိုအုတ်မြစ်ကိုအခြေခံချပေးမဲ့ဖွဲ့စည်းပုံစည်းမျဉ်းကိုကျွန်မမြင် တွေ့လို့ရပေါ့နော်အဲ့ဒီကနေပြီးတော့ကျမတို့လုပ်ငန်းကဏ္ဍအသီးသီးနေပဲအသီးသီးအတွက်လိုအပ်တဲ့ဥပဒေပေါ့နော်ဥပဒေတွေနည်းဥပဒေတွေအဲ့ဒီကမှတစင်ကျမတို့အတွက်ခုနလိုမျိုး referendum ပေါ့နော်တနိုင်ငံလုံးအစဉ်ဆန္ဒခံယူပွဲပြီးတော့အဲ့ဒီကနေမှတစင်ကျမတို့ကလွှတ်တော်တွေအာဏာအသီးသီးပေါ့နော် အုပ်ချုပ်ရေးအာဏာဥပဒေပြုရေးအာဏာတရားစီရင်အာဏာပြီးတော့ကျမတို့ရဲ့ဒါသတင်းမီဒီယာမန်တိုင်အာဏာပြီးတော့ရက်ဖက်လူဖွဲ့စည်းတွေရဲ့အာဏာအစရှိသဖြင့်မန်တိုင်၅ရက်ကိုပေါ်ထွက်လာတဲ့ဟာမျိုးကိုအဲကျမတို့တော့သွားချင်တယ်အဲ့တော့အခုလဲနိုင်ငံရေးလမ်းပ ြမြေပုံအနေနဲ့ကျမတို့တော်လိုင်းအင်အားစုတွေကြားထဲမှာရှိထားပြီးသားပါသို့တော့တကယ်လိုအပ်နေတာကတော့တကယ်ကိုပဲစိတ်แท้ရင်တဲ့အသေးသေးကနေပြီးတော့အကောင့်ထဲပေါ်ဆောင်ရမယ့်နိုင်ငံရေးခရီးကဝတ်တွေလိုအပ်နေပါတယ်ဒါို့တော့ကျမတို့ခေါင်းဆောင်တွေကြားထဲမှာရရှိမယ်ဆိုရင်တော့ကျမတို့ရှေ့ကိုသွားတဲ့နေရာမှာတော့ပို့ပြီးတော့အောင်မြင်မှုရှိမယ်လို့ပဲကျမရဲ့တဦးတဲ့အမျိုးကျမတင်ပြလိုပါတယ်သူတို့အဲ့မှာတချို့ကတိုင်းရင်သားတော်လှန်ရေးရာစုတွေဖက်ကနေလည်းပြန်ဝေဖန်မှုရှိနေတဲ့ဟာထောက်ပြနေတဲ့ဟာရှိတာက ခုချိန်မှာ NL ကိုရွေချက်ရှိရှိစစ်ကောင်စီဘက်ကဖြတ်တိုက်တဲ့ခါကျတော့ NL မှာရှိပါတဲ့သူတို့ရှိရှင်ပေးနိုင်တဲ့လူကမရှိတော့ဘူး။ဒါကုအဲ့လိုပုံစံဖြစ်နေတဲ့ခါကျတော့ NUG ဆိုရင်လည်းစူပေါင်းခေါင်းဆောင်မှုကိုပုံစံမျိုးအကောင့်တွေပေါ်တဲ့ဟာဖြစ်တယ်။နောက်တစ်ချက်ကဒီ CRPH ဆိုရင်လည်းလွှတ်တော်ကိုယ်စားလှယ်တွေဖြစ်တဲ့ခါကျတော့သူတို့ရဲ့ mandate ကပြည်သူတွေပေးတဲ့ mandate ဖြစ်ပေမဲ့ဒါပြောမယ်ဆိုသူတို့လုံပိုင်ခွင့်အဲ့ဒီကမတော်စီပွရှိပေါ်ချေခံဥပဒေဟာမျိုးကိုအခြေခံပြုမှာ ပေးလာခဲ့တဲ့ mandate ဖြစ်တဲ့ခါကျတော့တိုင်းရင်းသားတွေနဲ့ဗမာပြည်သားမှာလက်မထိုးတဲ့ဆိုရင်ကျွန်တော်တို့အထူးသဖြင့်ဗမာညာစုတွေကိုဘယ်သူကကိုစားပြုတ်မလဲဘေးအဖွဲ့တွေနဲ့လက်မထိုးကြမလဲဆိုတဲ့ဟာမျိုးမျိုးရှိလာတယ်ပေါ့နော်အဲဘာဖြစ်လို့ဆိုတော့တို့နေနဲ့ပင်လုံးမတိုင်းခင်ကိတို့အချင်းတွေကိုနိုင်ရှင်ပြုတ်မပင်လုံးကိတို့တော့ စာချုပ်စာရန်လိုရဲဆိုတဲ့နိုင်ငံရေးကတိကဝတ်လိုရဲဆိုတဲ့ဆွေးနွေးချက်ရှိတဲ့ခါဆိုတော့ဒီနိုင်ငံရေးဆွေးနွေးချက်ကိုအမအစိုးပြုတ်တဲ့အထက်မှာမကူတိုင်လည်းပါတော့ဘေးအင်းအစုဒီနဲ့အထိုင်စဉ်းစားပြောမှနိုင်ငံရေးသဘောတူညီချက်လုံသိမ့်တယ်လေ NUG NUCC CRPH နဲ့တိုင်းဒါတွေလားတော့မဟုတ်တတိကျကျတဲ့ဘေးအင်းအစုဒီနဲ့အတူလုံသိမ့်နေလို့ယူဆတယ် ဆိုတော့အဓိကကတော့ကျမတော့နိုင်ငံရေးပါတီနဲ့တိုင်းသားကိုစားပြုမှုနဲ့ကွဲတယ်ဆိုတဲ့ဟာကိုတော့ကျမပြန်ပြီးတော့တင်ပြချင်တယ် National League for Democracy အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကသူကနိုင်ငံရေးပါတီဖြစ်တယ်ပေါ့နော်နိုင်ငံရေးပါတီဖြစ်တယ်ဒါကြောင့်မို့လို့လေကျမတို့ကဗမာတိုင်းသားကိုဘယ်လိုမျိုးဘသူကကိုစားပြုမှာလဲဆိုတဲ့ဟာကကျမတို့ကြားထဲမှာဗမာတွေကြားထဲမှာကအလုံးလုံးရမယ့်ကိစ္စလို့မြင်တယ်အဲအဲ့ဒါကိုလည်းစနိုင်ကြပါပြီစနိုင်ကြပြီဘယ်လိုပဲပြောအဖွဲ့အစည်းတွေကြားထဲမှာ ကျမတို့ဗမာတိုင်းသားနယ်မြေအစဥမာပေါ့နော် ကျမတို့ဘယ်ဟာမျိုးအခြေခံပြီးတော့စဉ်းစားမှလဲဆိုတဲ့ဟာကိုဆွေးနွေးချက်တွေတော့အာစတင်နေကြပြီပေါ့နော်အဲ့တော့ကျမတို့ပြောချင်တာနိုင်ငံရေးပါတီနဲ့တိုင်းရင်းသားကိုသားပြုမှုနဲ့မတူပါဘူးလို့နော်အဲ့နောက်ခုတော့ကိုကိုရပြပြန်ပြောချင်တယ်ဒါပေမဲ့ပြန်ကြည့်ရင်တော့ခုနလိုမျိုးကျမတို့ကနိုင်ငံရေးစကားဝိုင်းလို့ပြောရင်တော့တေချာတာပေါ့နိုင်ငံရေးပါတီတွေရဲ့အခန်းကဏ္ဍကအရေးကြီးဆုံးပဲလीနော်အရေးကြီးဆုံးပဲဆိုတော့ NLD စီ NLD ကိုကိုသားပြုမှာဖြစ်တယ် NLD ကဗမာကိုကိုသားပြုမှာတော့မဟုတ်ဘူးအဲ့ဒါကိုတော့ကျမတူတဲ့အမျိုးကျမရှင်းရှင်းလင်းလင်းပြောချင်တယ်နိုင်ငံရေးပါတီဆိုတာနိုင်ငံရေးပါ ာဒီပဲတိုင်းရင်းသားကိုကိုးစားပြုတာမဟုတ်ဘူးပေါ့နော်ဆိုတော့အဲကျမတို့ကြားထဲမှာတော့ပို့ပြီးတော့ဒီကိုးစားပြုမှုရှိတဲ့စုဖွဲ့မှုတော့ကျမတို့ပို့ပြီးတော့လိုအပ်တယ်ဒါပေမဲ့သို့တော့ကျမတို့ဒီမှာပြောချင်တာကတော့ NUG ကိုကျမတို့ရဲ့တော်လှန်ရေးတအူးဆိုရဖြစ်ကျမတို့အတိမတ်ပြုထားတယ်ယနေ့အချိန်ထိလည်းကျမတို့အတိပတ်ပြုနေသေးပဲဖြစ်တယ်ဆိုတော့အဲ့ဒါကြောင့်မို့လို့တိုင်းရင်းသားလားဒီလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့နိုင်ငံရေးခရီးကိုယ်ရဲ့ဆွေးနွေးဖို့လိုအပ်တယ်လို့ပြောရင်မှန်တာပေါ့ကျမတို့ရဲ့အခုတော်လှန်ရေးတအူးဆိုရ NUG ဒီဆွေးနွေးဖို့လိုအပ်တာကိုကျမတို့တင်ပြခြင်းဖြစ်တယ်ယနေ့အချိန်ထိကတော့ကျမတို့ဒီ NUG ကို ကျမပါဝင်နေတဲ့အဖွဲ့အစည်းကျမရဲ့အဖွဲ့အစည်းကိုနိုင်ကိုကကျမတို့နိုင်ငံတကာမှာ NUG အတိအမှတ်ပြုရေးအတွက်ကျမတို့ကြိုးစားနေတာဖြစ်တယ်ဆိုတော့အတိအမှတ်ပြုထားသေးပဲဖြစ်တယ်ဒါကြောင့်မို့လို့ NUG ဒီကိုစားပြုပြီးတော့ဒီရှိနေတဲ့အင်အားစုအဖွဲ့အစည်းတွေကြားထဲမှာသူပို့ပြီးညီညွတ်ရအောင်သူဒီဥဆောင်မှုအခမ်းကဏ္ဍကိုသူလုပ်ရမှာဖြစ်တယ်ဆိုတာကိုကျမတင်ပြခြင်းတယ်ဒါကြောင့်မို့လို့လေကျမတို့မြင်တွေ့လို့လေအရှိမပြောထားပြီးသားဖြစ်တယ် NUG reform လို့ပြောရင်တိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ NUG ကြားထဲမှာပို့ပြီးတော့ကောင်းမွန်တဲ့နိုင်ငံရေးခရီးကွက်တွေယုံကြည်ရတဲ့အကောင့်ထဲပေါ်ဆောင်ရလို့ရ ့ရတဲ့နိုင်ငံရေးကတူကူတွေကျွန်တော်ပို့ပြီးတော့မြင်ချင်တယ်အဲ့ဒီအတွက်ကိုလည်း NUG ဒီဘလိုမူဝါဒတွေရှိသလဲပို့ပြီးတော့မြင်တွေ့လို့တယ်အဲလက်တွေ့ကြတဲ့လုပ်ငန်းတွေကိုလည်းပို့ပြီးတော့မြင်တွေ့လို့တယ်ပေါ့နော်ညီညွတ်ရေးတိစောက်တဲ့အခါမှာပြီးတဲ့အခါကျရင်အာဏာခွဲဝေမှုကိုဘလိုလုပ်မှလဲဆိုတဲ့ဟာတွေဒါတွေမြင်တွေ့လို့တယ်လို့ကျွန်တော်တို့ဆွေးနွေးခဲ့တာဖြစ်ပါတယ်ဟုတ်ကဲ့အဲ့မှာဒီကျွန်တော်တို့ဒါလက်တွေ့ကြတဲ့နိုင်ငံတကာလည်းမိခွန်းထုတ်ဆက်ဖြစ်ကောင်းဖြစ်နိုင်တယ်ကျွန်တော်တို့ကိုယ်တွေ ူတိုင်ကမေးခွန်းထုတ်ဆက်ဖြစ်နေတဲ့ဟာအများကြီးရှိတာပေါ့။ဥပမာပြောမယ်ဆို NUG ကိုစူပေါင်းကောင်းဆောင်မှုနဲ့ဖွဲ့တယ်ဆိုပြီးတော့မှ NUG ထံကိုလည်းတကယ်ဝင်ကြီးစီလွတ်တဲ့တိုင်းရင်းသားတချို့က NUG နဲ့ဟိုဆက်ဆံရေးတည်ဆောက်တဲ့နေရာမှာမဟာမိတ်ဆိုတဲ့ပုံစံမျိုးပြန်သုံးလို့ပြုံးမှာလောက်ပလိုက်တဲ့ဟာရှိတယ်ဆိုတော့ဒါတွေရောကျွန်တော်တို့ NUG မှာပါဝင်နေသူတွေအနေနဲ့ပိုပြီးမှ commitment ရှိရှိတောင်းဝန်ယူမှုတောင်းဝန်ခံမှုရှိဖို့မလိုဘူးလား။ဘာဖြစ်လို့ဒီဟာပြောတာလဲဆိုရင် NUG ကိုကြည့်မယ်ဆိုရင် NUG ရှိရှိကလည်းရန်ထုတ်ပြီးထိန်းချုပ်တာမဟုတ်ဘူး။ CRPH ကလည်း ရာနှုန်းပြည့်ထင်းချုပ်တာမဟုတ်ဘူး check and balance လုံးမေးဟာကတကယ်အဖွဲ့ဝင်ကူစလေတွေဖြစ်တယ် CRPH ကနေတရားခမ်းတဲ့ဝန်ကြီးတွေသူတို့မူဝါဒတွေ gain ပုံပန်နေနေဆို CRPH တာဝန်ရှိတဲ့ထားပါတော့အဲ့လိုပုံစံမျိုးဖြစ်မှာမဟုတ်ဘူးဗျဘာဖြစ်လို့ဆိုအခုချိန် NUG ကတာဝန်ယူရမယ်အင်အားစုမရှိတယ်လို့ဖြစ်နေတယ်တာဝန်ယူရမယ်တာဝန်ခံရမယ်ဟာပေါ့နော်ပြည်သူရောတရားရောတာဝန်ခံတယ်ဒါမှဒါကြရတဲ့တခါကြီးကျရင်တချို့ကတော့မှ check and balance လုပ်ဖို့လိုတဲ့ခါကျတော့ ချက်ပေးလဲဆိုရင်ထင်မိတော့ခုအချိန်မှာလည်းမဖြစ်မနေပြောင်းလဲတော့ဟေးဆိုတဲ့သူတွေကကျွန်တော်တို့ပီတူတွေအားလုံးကပြောကြတယ်ဒါမဲ့ပီတူတွေကိုမန်တကီတာဝန်ခံရင်ပြောင်းလဲရမယ့်ဟာမပြောင်းလဲလာဘူးဘာလို့လဲသူတို့မှတာဝန်ခံရတဲ့ဟာတီတီရှိတယ်တဲ့ကဆိုအန်ယူဂျီကတာဝန်ယူတာဝန်ခံပေးနေတဲ့ဟာလည်းအင်မတန်ရှုပ်ထွေးနေသေးတဲ့ကဆိုအန်ယူဂျီပြောင်းလဲတွေဖြစ်တကီဖြစ်လာနိုင်ဖို့နဲ့ဒေါ်လာကြီးကြီးလစ်လာဖို့အတွက်ဘယ်သူကတာဝန်ရှိတယ်လဲ ဟုတ်ကဲ့နံပါတ်၁ချက်ကကျမတို့စီမာကဒါလည်းပြောမှဆိုလို့ရှိရင်အဆက်ဆက်ပေါ့ကျမတို့အားနေခဲ့တဲ့ကိစ္စကတော့ဘာလဲဆိုရင် accountability mechanism ပေါ့နော်တာဝန်ခံမှုရန်တရားကကျမတို့နိုင်ငံမှာမရှိခဲ့ဘူးအရင်တော့ကတော့ဒီအာဏာမသိမ်းခင်ကတော့ဥပမာဆိုပါဆိုနော်မြန်မာ human rights commission ပေါ့လीနော်မြန်မာ human rights commission ဆိုပြီးတော့လူအခွင့်အရေးနဲ့ပတ်သက်လို့ရှိရင်တာဝန်ခံမှုရန်တရားဆိုပြီးတော့ပေါ်ထွက်လာခဲ့တာရှိတယ်ဒါပေမဲ့အခုမြန်မာ human rights commission ဆိုတာလည်းအခုစစ်တပ်ရဲ့ကြိုးကင်မှုကိုခံရတဲ့အဖွဲ့အစည်းဖြစ်သွားပြီပေါ့နော်အဖွဲ့အစည်းဖြစ် ွားပြီအဲ့တော့ကျမတို့ပြည်သူလူထုအတွက်ကိုအခုတော်လိုင်းရေးထဲမှာတည်ဝင်လဲကျမတို့က accountability mechanism ကကျမတို့တိစောက်ဖို့လိုနေတယ်ဆိုတော့ဝဲအာကျမပြန်ပြီးတော့တင်ပြချင်တယ်ဒါကတကယ်လိုအပ်နေတာပါဒါကြောင့်မလို့လဲကျမတို့ကပြန်ပြီးတော့အခုတိုက်တွန်းနေတာကတွေးကြုံသမျှအစည်းအဝေးထဲမှာကျမတို့မြန်မာနိုင်ငံမှာတည်ကြတဲ့ accountability mechanism ပေါ့နော်တာဝန်ခံမှုရန်နေရာပြန်ပြီးတော့တိစောက်ဖို့လိုအပ်တယ်ဘာဖြစ်လို့လဲဆိုရင်အခုဒါကျမနေတဲ့နိုင်ငံမှာဆိုရင်ဒါသူတို့ဒါ human rights commission ရှိတယ်ပြီးတဲ့အခါကျရင်ဒါတခြားဥရောပနိုင်ငံမှာဆိုရင် on busman လိုမျိုးဒါအဖွဲ့အစည်းတွေပေါ့နော် accountability mechanism တွေရှိတယ်ဆိုတော့အဲ့ဒါမျိုးတွေပြန်လုပ်ဖို့လိုအပ်ပါတယ်အဲ့ဒါမှသာလျှင် NUG သည်သူတို့ဘာပဲလုပ်လို့ကျမတို့ပြည်သူကပြန်ပြီးတော့သူတို့ကိုစမ်းစစ်လို့ရမယ်ချက်ကန် balance ညာနေရာရှိမှာ ဖြစ်တယ်လောလောဆယ်မှာတော့ကျမတို့ကအိုင်ယန်နီယာကင်းလွတ်နေတာဖြစ်တယ်အိုင်ယန်နီယာကိုတိဆောက်ဖို့လဲအခုကျမတို့အင်အားစုတွေကြားထဲမှာတော့ဆွေးနွေးနေပါတယ်ကျမတို့ကြားထဲမှာ accountability ညာနေရာလိုအပ်တယ်ပေါ့နော်အဲ့ဒါတခုပြောချင်နောက်တစ်ခုကကြတော့ accountability လို့ပြောလို့ရှိရင်လဲတစ်ဖက်တည်းတော့တာဝန်ရှိတာမဟုတ်အ ပြန်လည်အားဖြင့်တာဝန်ရှိကြတာဖြစ်တယ်ပေါ့နော်အဲ့တော့ NUG သည်သူ့ရဲ့လှုပ်ဆောင်မှုတိုင်းမှာသူသည်ကျမတို့ကိုတာဝန်ခံရမှာဖြစ်တယ်လို့ကျမတို့ကလည်းကိုတင်ထားတဲ့ယုံကြည်ထားတဲ့အစိုးရကိုလည်းကျမတို့အားလုံးအသီးသီးကနေပြီးတော့ပြန်ပြီးတော့အပြန်လည်တာဝန်ခံမယ်ကိစ္စရပ်တွေရှိရဲပေါ့ဒါပေမဲ့ဒီတော်လိုက်ကာလမှာတော့ကျမတို့အဲ့ဒီဟာကိုတော့အားနည်းနေတယ်ဆိုတာကိုတော့ကျမတို့သုံးသပ်လို့ရတယ်ဆိုတော့အဲ့ဒါကြောင့်မို့လို့ကျမတို့ဘာလုပ်ရမလဲဆိုရင်အစောတလင်ကျမတို့ဂျားထဲမှာအားလုံးလုံးကြရမှာက accountability mechanism လုံးဝကိုပြန်ပြီးတော့တိစောက်ဖို့လိုတယ်ဆိုတာကိုလည်းဒီ င်ပြခြင်း ਨੇ နောက်တစ်ခုကကျမတို့အဲ့ဒီ accountability mechanism လို့ပြောရင်တလက်စာထဲမှာဘာကပို့ပြီးတော့အရေးကြီးလာတယ်လဲဆိုရင်သတင်းမီဒီယာတွေရဲ့အခန်းကဏ္ဍပေါ့နော်လွတ်လပ်တဲ့သတင်းမီဒီယာတွေရဲ့အခန်းကဏ္ဍပို့ပြီးတော့အားကောင်းလာဖို့လိုတယ်အခုအချိန်မှာကျမတို့နိုင်ငံတကာရဲ့ဘဏ္ဍာငွေဖြတ်တောက်မှုကြောင့်လွတ်လပ်တဲ့သတင်းမီဒီယာဌာနတွေအသက်ရှင်ရပ်တည်ဖို့ပို့ပြီးတော့ခက်ခဲလာတယ်ဆိုတော့အဲ့ဒီမှာကျမတို့က accountability mechanism မြန်မာအတွက်ကိုအဲ့ဒီလိုမျိုးလွတ်လပ်တဲ့သတင်းမီဒီယာအခန်းကဏ္ဍတွေပို့ပြီးတော့ရှင်းသင်လာဖို့လိုတယ်ဒါကိုလည်းကျမတို့ကဒီတော်လိုင်းနဲ့အတူတပါတည်းပေါ့ ကျွန်တော်တို့တိဆောက်ကြရမှာဖြစ်တယ်ပေါ့နော်ဒါကသတင်းမီဒီယာပုံကိုယ်တွေအတွက်တင်တာဝန်ရှိတာမဟုတ်ကျွန်တော်တို့အားလုံးမှာတာဝန်ပို့ရှိတယ်လွတ်လပ်တဲ့သတင်းမီဒီယာတွေပို့ပြီးတော့ပေါ်ထွက်လာဖို့လဲကျွန်တော်တို့အားလုံးလှုပ်တင်တယ်အဲ့ဒါမှသာလျှင်ကျွန်တော်တို့တင်မြှောက်ထားတဲ့အစိုးရနဲ့ပြည်သူလူထုကြားကျွန်တော်တို့အဖွဲ့အစည်းတွေကြားထဲမှာတာဝန်ခံမှုရန်ရာကပို့ပြီးတော့အားကောင်းလာမှာဖြစ်တယ်လောလောဆယ်မှာတော့ဒါတွေကကျွန်တော်မှိမ့်မိန်ပျောက်ွယ်နေတယ်ဆိုတဲ့ဟာကိုတော့ကျွန်မဒီလောက်နဲ့ပဲကျွန်မသုံးသပ်တင်ပြချင်ပါတယ်ဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျဟုတ်ကဲ့